ကျိုင်းတုံမြို့၌မဲခေါင်လန်ချန်းပူပေါင်းဆောင်ရွက်မှုဖြင့်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘူဝဌာနတင်နန်းချောင်းအဆောက်အဦဖွင့်ပွဲနှင့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတင်နန်းဖွံ့ဖြိုးကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းကျိုင်းတုံမြို့၌မဲခေါင်လန်ချန်းပူပေါင်းဆောင်ရွက်မှု2023ဖြင့်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘူဝဌာနတင်နန်းချောင်းအဆောက်အဦဖွင့်ပွဲနှင့်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတင်နန်းဖွံ့ဖြိုးအခမ်းအနားကိုယနေ့နဲ့9နာရီကအစိုးရတင်နန်းချောင်းတွင်ကျင်းပရာ ဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တရိကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမူးချုပ်စိုးလိုက်နှင့်တရုတ်ပြည်သူ့တမနာနိုင်ငံတန်ယုံတန်မတ်ကြီးတို့ကဖဲချိုးပြက်ဖွင့်လှစ်ပေးခဲ့ပါတယ်ထို့နောက်ဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်တိုင်းမူးနှင့်တရုတ်ပြည်သူ့တမနာနိုင်ငံတန်ယုံတန်မတ်ကြီးတို့ကခီးသွွာလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘုံဌာနတင်နန်းချောင်းဆိုင်ဘုတ်ဟာစက်ကလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ်သင်တန်းကျောင်းကပီးမော်ကွန်းအားအမွေးနံသာရည်များဖြင့်ပတ်ပြန်းပေးခဲ့ကြပါသည်ဆက်လက်၍ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲကျင်းပရာဟိုတယ်နှင့်ခီးသွွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းနှင့်ရန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့ကအမှားစကားပြောကြားပြီးတရုတ်ပြည်သူသမ္မတနိုင်ငံတန်ယုံတန်အမတ်ကြီးကဂုံပြုအမှားစကားပြောကြားပါသည်ထို့နောက်အခါတိုင်းရင်းသားခေါင်းဆောင်ဦးမင်းညိုကတရုတ်ပြည်သူသမ္မတနိုင်ငံတန်ယုံတန်မတ်ကြီးအား အမတ်တရရိုးရာလက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါတယ်။ထို့နောက်ပြည်ထောင်စုဝန်ကြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကသင်တန်းသားများယင်းနီနီတွေ့ဆုံအားပေးစကားပြောကြားပြီးသင်တန်းအဆောက်အဦအသည့်တွင်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။